ားလုံးပဲမင်္ဂလာပါလိုက်ဆိုင် channel ကနေပြန်လဲကြိုဆိုပါရစေခုတစ်ခါမဆွေပြောခြင်းနဲ့ခေါင်းစဉ်လေးရတယ်စင်ကြုံသွင်းခြင်းဆိုတဲ့ခေါင်းစဉ်လေးပြောခြင်းပါတယ်စင်တော့စင်တကောင်ကိုမြင်လိုက်လို့ရှိရင်မဆွေတို့တာမင်တို့ရဲ့စင်လေးကလိန်မာလိုက်တာဟဲတအားလိန်မာတာပဲစင်ဆိုတာအယဲမြင်နေမှန်းပွင့်နေလူကြီးလူငယ် များတဲ့ဒလိစံတမျိုးပေါ့နော်။ဒါပေမဲ့အဲ့လိုလိမ္မာအောင်လို့အိုက်စင်လေးဘလောက်တောင်လေးနာကျင်ခဲ့ရလဲဘလောက်တောင်လေးပေးဆက်ခဲ့ရသလဲ။သူ့ပတ်ဝန်းကျင်ကလူတွေကဒီစင်လေးလိမ္မာဖို့အတွက်ဘလောက်တောင်ပင်ပန်းခံစူးစမ်းခဲ့ရလဲဆိုတော့နောက်ဗီဒီယိုမှာရှင်းသားကြည့်ကြပါအောင်နော်။ 好。嗯

အဲ့လိုပေါ့နော်စင်လေးကိုအင်းကျုံသွင်းပြီးတော့စင်လေးစိတ်လေးပြီးတော့ရှောက်သွားမှဆိုလို့ပေါ့နော်စင်ကိုပြန်ချောတဲ့ပြန်ချောတဲ့စင်ချောတေးလေးပေါ့အဲ့စင်အဲ့စင်လေးကိုလိမ်မအောင်သူ့စိတ်ကလေးနူးညံ့နေအောင်ပေါ့နော်ဘဲမှမပြေးအောင်ပေါ့အဲလူလူမျိုး ဘာသာအတိုင်းမဟုတ်ကရင်စုကရင်ကချင်းစုကချင်းမို့နော်ဟိုသူ့ဘာသာစကားတွေနဲ့ဆင်ချော်သေးတွေရှိရတယ်ဗမာဆိုလဲဗမာစကားနဲ့နီနီဆက်ဆက်ပေါ့နော်ဒါမဲ့ဒီလိုမျိုးဆင်ကျုံသွင်းတာတော်တော်များများကရင်နေကချင်နေပေါ့နော်အဲ့လိုမျိုးတိုင်းရင်းသားတွေမှာအများကြီးတွေ့ရတယ်ပေါ့နော်ဆင်ချော်တွေးဆင်ချော်သေးရလဲအခုဒီမှာကရင်လိုဆင်ချော်သေးလို့နော်ဆိုကြည့်ထင်ပါတယ်ဟုတ်လဲဟုတ်ပါတယ်ကရင်ဆင်ချော်သေးပါပဲအဲ့ဒီလိုမျိုးဆင်ချော်သေးလေးနဲ့သူ့ကိုချော့ပြီးတော့ စိတ်ချနှံ့အောင်ပေါ့ခလေးလေးချော့သလိုပေါ့နော်အဲ့ဆင်းလေးတကောင်အဲ့ဒီလိုမျိုးချော့ရပါတယ်သူ့ရဲ့ကြုံသွင်းမှုတွေမှာဘာတွေပါလဲဆိုသူ့ရဲ့ကြုံသွင်းမှုတွေကအရန်ကိုသင်တကောင်ကိုကြုံသွင်းရတာအရန်ကိုဆင်းလေးအတွက်ထိခိုက်နာကျင်ရပါတယ်သူ့ကိုအဲ့လိုမျိုးဟို ဘယ်လိုခေါ်မလဲအချုပ်ပုံသင်ဆင်အချုပ်ပုံသင်မျိုးပေါ့ကိုယ်ကျုံသွင်းနေဆိုတာဆင်ဟိုထားတဲ့ဟိုအလုံးပိတ်ထားတဲ့ကျုံပေါ့ကျုံမျိုးတွေနဲ့အခိုင်အမာတိဆောက်ပြီးအုံဆန်ကျိုးတွေနဲ့အခိုင်အမာတိဆောက်ထားတဲ့ဟာဘယ်မှထွက်ပြေးလို့မရတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးကျုံလေးထဲမှာထည့်ပြီးတော့ဟိုအစာမအစာမကြွေးအစာလည်းမကြွေးရေလည်းမတိုင်မန့်လျှော့လာအောင်ပေါ့နော်ဆင်ဆိုတဲ့တတဝါအရန်အာကြီးတယ်လေအရန်အာကြီးတဲ့ခါကျတော့အဲဆင်ဆိုတဲ့တတဝါကိုဘယ်လိုခေါ်မလဲသူ စိတ်အားမှန်နေလျှော့လာအောင်ပေါ့နော်အစာငတ်ရေငတ်ထားတာပေါ့အရင်ကြီးအဲ့လိုမျိုးအရင်ကြီးစားလာမျိုးမချီမဆန့်ပိန်ပိန်ပိန်ဒီချုံချွဲ့ချုံဘယ်လိုခေါ်မလဲအရင်ချိနေနေတဲ့အချိန်ကြာကမှာပေါ့နော်သူတို့ကအဲရေလေးနည်းနည်းအစာလေးနည်းနည်းပေါ့အဲ့ဒါကိုဘယ်သူကပေးရလဲဆိုတော့ဟို ဒီဆင်းလေးကိုစီးမဲ့ဦးစီးပေါ့เนาะအဲဦးစီးတယောက်ပဲအနားမှာဆင်းလေးကိုချော့နေရပေါ့เนาะဆင်းလေးအတွက်ဟိုအစားရအစားမဲ့အစာတွေရေတွေကိုနည်းနည်းစီနည်းနည်းစီပေါ့เนาะဆင်းလေးမသိအောင်အသက်ကလေးကျွေးပြီးတော့ဆင်းလေးလိမ်မာရင်ပါအောင်ပေါ့ဟို ားတာပေါ့နော်အဲ့ကြတော့ဆင်လေးကသူ့ကိုပြူးစုတဲ့လူတယောက်ကိုပဲသူ့ရဲ့ကျေးဇူးရှင်အဖြစ်နဲ့ခင်ခင်မင်မင်ဖြစ်သွားပြီလို့ဗာပဲပြောပြောအဲ့ဒီဆင်ထိန်ပြောသမျှခိုင်းသမျှကိုပဲဆင်လေးကအမြဲတမ်းနားထောင်ပြီးတော့လက်ခံတယ်ပေါ့နော်တခြားလူကိုတော့သူလက်မခံဘူးပေါ့အဲ့ဒီဆင်ထိန်ကသူ့ကိုဗာခိုင်းတယ်သူ့လုပ်တယ်ဘာလို့လဲဆိုသူ့ငှက်အစာငှက်ရင်ငှက်နေတဲ့အချိန်မှာဒီလူကသူ့ကိုဟိုကဲတင်ခဲ့တယ်ဆိုတော့ကဲတင်ရှင်ပုံသင်မျိုးနဲ့ဆင်လေးကလက်ခံတာပါ အဲ့လိုမျိုးအဲ့လိုမျိုးကြွေးမှာအိုက်စင်ဦးစီဦးသူကလက်ခံပြီးတော့အဲဘယ်လိုခေါ်မလဲသူခိုင်းသမျှလှုပ်တယ်ပေါ့နော်ကျင်းစင်လေးတကောင်အတွက်ဘလောက်မျက်နှာကျင်းအဲ့ဒီလိုမျိုးကျုံသွင်းပြီးတော့ဘေးကပန်းဟိုဘလို့ဆင်တိုင်းကောင်မှာပေါ့ဆင်ဟိုအင်အားကြီးတဲ့စင်ကြီးကလည်းခြောက်လှမ်းပြီးအပြင်ကနေပြီးတော့ဟိုအတန်အတန်ကုန်ဟစ်ပြီးတော့ပေါ့လူတွေကလည်းအော်ပေါ့ ပထမမြင်ခဲ့တဲ့ဗီဒီယိုအတိုင်းပေါ့နော်အာစင်ကြီးကလည်းဟိုချင်းချောက်တာပေါ့နော်စင်လေးကိုဟိုလိမ်မအောင်ပေါ့ဟိုပြောရမယ်ဆိုလိမ်မအောင်ဆုံးမတဲ့ပုံစံမျိုးပေါ့နော်တလေးဆန်ဆိုတော့လူလူတွေလူမျိုးစကားပြောပြီးဆုံးမလို့မရတဲ့အခါကျတော့အတွေ့အကြုံရင်းရင်းကျက်ကျက်တွေပေးပြီးတော့ဟိုကြောက်စိတ်တွေဝင်အောင်လို့ပေါ့နော်အဲ့လိုမျိုးစင်လေးကိုစုံမရပါတယ်လို့တကယ်တမ်းကျတော့ဒါစင်ရဲ့သဘာဝပေါ့နော် တချို့မဆွေတို့လူငယ်တွေတော်တော်များများကတင်ယူရမှာကိုပြင်းနေဘဝကိုအဝင်ခွင်ကြပြုတ်ပြင်းပြောင်းလဲဖို့လို့သူတို့တွေပြင်းကြတယ်ကိုကိလူငယ်တွေဆိုဘူးဆိုတယ်ဖုန်းတစ်လုံးရှိပြီးတော့ဖုန်းပေါ်မှာရှိတဲ့လေးလာတဲ့နဲ့ပညာရက်တွေကိုမလေးလာအောင်သူတို့ဘာကြီးလေးလာတယ်အပြင်းပြေစိတ်ပန်းပြေစိတ်အပန်းပြေတွေကိုပဲသူတို့လေးလာတယ်အဲ့တော့ဘဝတူတူမှုဘာမှမရှိဘူးပေါ့နော် တကယ်တော့တလိษံအတိုင်းမှာကသူ့အာသာကျန်တဲ့သူရှိကြတယ်။ဆင်းလို့အင်အားတန်မမှုမှု လူမှမရှိဘူး။ခွေးတွေလိုအနံ့ခံကောင်းတဲ့အရာလူတွေမှမရှိဘူး။လူတွေမှတလိษံအတွက်ဘာတွေအာသာလဲလို့မေးတဲ့ခါကျရင်အတိညာဉ်နဲ့ဥနောက်ပါပဲ။တာမန်အားဖြင့်တော့မေးလိုက်လို့ရှိရင်တော့လူနဲ့တလိษံဘယ်ဟာတာလဲဆိုရင်တော့လူအားတာတယ်လို့ဖြေရမှာပဲလေ။ဒါပေမဲ့ တရိတ်ဆန်မှာရှိတဲ့အာသာချက်တွေလူတွေမှာမရှိနိုင်ပါဘူး။ဒါကြောင့်မို့ကိုယ်မှာရှိတဲ့အာသာချက်ကိုကိုယ်အသုံးချပြီးကိုယ့်ဘဝအတွက်အကောင်းဆုံးလေးကိုဖြစ်အောင်ကြိုးစားဖို့လိုပါတယ်။ဒါနဲ့ကြတော့ကိုယ့်ဘဝအတွက်အာဝင်ဝင်ကြစီမဲ့အရာတွေကိုပြုပြင်ပြောင်းလဲကြပါ။အဲ့ဒီလိုပြုပြင်ပြောင်းလဲမှဘဝမှာဘဝမှာအဆင်ပြေပြေနေနိုင်နေနိုင်စားနိုင်အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်လို့ပြောရင်းနဲ့မက်ဆွေရဲ့ဒီတစ်ခါစင်ကြုံသွင်းခြင်းဆိုတဲ့ခေါင်းစဉ်လေးကိုဒီမှာပဲရက်နာခွင့်ပြုပါရှင်နောက်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်